ကြီးညာထားတဲ့တည်င်းတော့ကြားမိတယ်။သူတို့ကန့်သွင်းမယ်ပေါ့။အထက်ကလူတွေနဲ့ဒီမြေပြင်ကလူတွေနဲ့ဘလို့လဲတော့မသိဘူး။ဒါပေမဲ့ညီမတို့ကန့်သွင်းမယ်ဆိုမှအကြောင်းမှခေါ်တယ်။နှစ်ပတ်လောက်တော့ကန့်သွင်းမယ်ပေါ့နေတို့ကိုစတင်မယ်တက်ကလူကပမခေါက်တွေကပို့ချမယ်အဲ့ဒါပြောတော့ညီမတို့လည်းကိုယ့်နဲ့ကိုယ်ပြင်ဆင်မှသွားကြတာပေါ့နော်။သွားကြတဲ့အချိန်မှာတညပဲအိယာတည်နောက်တရက်ရောက်တော့ အပီဆောင်စုဝင်ကြီးစုမှလာစစ်ဆေးတော့သူလာ လာစစ်ဆေးပြီးတော့ဒီလိုရှိရဲအဲ့လို for show ထင်တာပဲဆိုတော့ဝင်ကြီးလည်းပြန်လဲပြန်ရောအားလုံးပြန်လို့ရပြီဆိုမှပြန်ခိုင်းလိုက်တယ်ပြန်မဖြေချင်တော့အမှန်ပြောရရင်ဟုတ်ရှင်တော်တော်ပြန်ဖြေရမယ်ဆိုတော့တည်င်းကြားတဲ့အချိန်မှာဆိုအားမဖြေချင်တော့လုံးဝမဖြေချင်တော့လို့ပဲတွေးထား ဘာလို့ဆိုအရန်တစ်ခါဖြေပြီးသားဟာကြီးကျန်ဖြေရမယ်ဆိုတဲ့ချိန်မှာတော့အရန်အဆင်မပြေဘူးကိုကတခြားလောက်ဆရာကြီးရှိတယ်ဆိုမှတွေးထားတဲ့ချိန်မှာစာမျိုးပဲပြန်ဖြေရမယ်ငွေတင်လောက်သွားတယ်အဖြေသွားတယ်ကြီးလောင်သွားတယ်ကိုအဲ့လိုဆိုတော့ပြန်ဖြေရမယ်ဆိုတဲ့ချိန်မှာကျတော့လူပဲဖြစ်စာမျိုးပဲတစ်ခါဖြေပြီးဆိုကိုဘက်ကပြင်ဆင်ရမယ်အရာတွေကနည်းနည်းများတယ်လို့ဆိုတော့ခတ်တယ်ပေါ့မဖြေချင်တော့ဘူးအဲ့လိုပဲတွေးရတယ် ကိုကလည်းအများကြီးတွေးထားအိမ်ကလူတွေလည်းအများကြီးတွေးထားအိုးခက်ခက်ခဲခဲဆက်နှစ်တန်းထိရောက်လာပြီးပြီဆိုဆက်နှစ်တန်းပြီးရင်တော့ကိုလှုပ်ချင်တာကြီးလှုပ်လို့ရပြီအဲ့လိုတွေးထားညီမဆိုလည်းတင်တန်းဟိုဘက်မှာကြောက်ဆက်တဲ့တောင်းတက်ဖို့ဆိုမှအကုန်လုံးပြင်ဆင်ပြီးပြီပြင်ဆင်ပြီးတဲ့အချိန်မှာမှဖော်မ်ဆောင်မှတင်တော့မှအဲ့ချိန်မှာပြန်ဖြေရမယ်ဆိုတဲ့အခါမှာကိုယ့်အတွက်ကအချိန်ပြန်ဖြေရမယ်ဆိုမှသူကအတီတကြလဲမကြင်ညာသေးဘူးဆက်ဆက် လိုင်းပေါ်မှာပဲပြန်ဖြေရမလို့မဖြေရမလို့လူတိုင်းအဲ့လိုမျိုးပြောနေကြတဲ့အချိန်မှာဆိုကိုကဆောင်းဝေးပွဲပဲစောင့်ဖြေရမလားဒါမှမဟုတ်ဟိုဟိုမှာပဲတော့ဖောင်မဲ့တင်မှတော့ပဲတက်တက်နေရတော့မလားအဲ့လိုဆိုတော့စဉ်းစားစရာတော့အများကြီးအချိန်နဲ့အရန်ပုတ်သွားတယ်လို့ပြောတာပါตัวตบาวะเบี้ยสรแล้วบามาเนี่ยเปียวดูเลยไม่เอาเนาะลงอยู่ท่าแล้วไม่ถูกกูสรดูมามาป้าแล้วก็มันเลยだแม้ ပြန်မဖြေခိုင်းရအဆင်ပြေမယ်လို့ထင်တယ်ကိုယ်တိုင်လည်းပြန်မဖြေချင်တော့ကိုယ်လိုပဲပြန်မဖြေချင်တဲ့သူလည်းရှိမယ်အဲ့လိုထင်တယ်အဲ့လိုဒါဆိုတော့ပြန်ဖြေရမယ်ဆိုတဲ့အချိန်မှာတော့အနည်းနဲ့အများတော့စာရတဲ့သူပဲဖြစ်မရတဲ့သူပဲဖြစ်စိတ်စိတ်ထဲမှာတခုခုတော့စိုးရိမ်တာတွေပါလေအမျိုးနည်းနည်းတော့ခံစားရမှာပဲဒီတော့အဆင်မပြေရတဲ့ရှိမှာပဲအဆောင်တွေပါပြန်နေမယ်ဆိုတော့မှအိမ်ကအဆင်ပြေလားမပြေလားအဲ့လိုမျိုးလည်းရှိသေးတယ်ဆိုတော့ ပြန်မဖြေခိုင်းမင်းနဲ့ခုနပြောလို့အောင်ပြီးလိုက်မှပဲကိုတက်ချင်တဲ့ယူနီမှာကိုကကိုဝင်ခွင့်ကိုတိုက်တယ်လို့စစ်ပေါ့အဲ့လိုမျိုးဖြစ်စေချင်တာဒါမဲ့ပြန်ဖြေရမယ်ဆိုတဲ့အချိန်မှာတော့ပြန်ဖြေဖို့ပဲပြန်အားထုတ်ရတာပေါ့